ဟယ်လိုမင်္ဂလာပါဒါလို့တင်လို့ရေးဒီချေ great to သင်ချာတန်လျာမျိုးပြန်ပြီးကြိုဆိုလိုက်ပါတယ်ဒီချေတို့ဒီနေ့ဗီဒီယိုလေးကတော့ video number 2ဖြစ်ပါတယ်เนาะဟုတ်ပြီအဲ့တော့ဒီ video number 2လေးမတော်ခင်မှာမနေ့က video number 1မှာတို့တွေဘာလုပ်ခဲ့လဲဆိုတာကိုပြန်ပြီးတော့မှတွေ့ကြည့်ကြရအောင်เนาะခေတ္တတို့တင်လို့နော် ဒီချေတော့မနေ့ကဆိုလို့ရှိရင်ပြန့်ကျဲနေတဲ့เนาะတစ်ခုစီတစ်ခုစီဖြစ်နေတဲ့ data အချက်လက်တွေကိုဒီလိုပုံစံမျိုးလေးစုစည်းလိုက်တဲ့အခါမှာဘယ်သူကနည်းတယ်ဘယ်သူကများလဲဆိုတာကိုဒီချေတော့တွေအလွယ်တကူသိနိုင်ပါတယ်အဲ့ဒါကြောင့်ဒီချေတော့ကပြန့်ကျဲနေတဲ့ဒီပုံလိုမျိုးကိုเนาะရောနေတဲ့ data အချက်လက်တွေကိုအခုလိုမျိုးအလွယ်တကူသိနိုင်မှုဆိုလို့ရှိရင်ဒီချေတော့ဒီပုံလေးတွေလိုမျိုးရုပ်ပြ graph လေးပေါ့เนาะရုပ်ပြ graph လေးကိုလုတ်ပြီးတော့စာရင်းပြုစုလိုက်လို့ရှိရင်ပို့ပြီးတော့ မှာလွယ်ပါတယ်အဲ့ဒီလိုရုပ်ပြက်ကရက်လေးတွေကနေပြီးတော့ဒီချေတို့ကဇာတ်လေးတွေမနေ့ကလုတ်ခဲ့ကြရဲ့နော်ပြီးတော့ဒီရုပ်ပြက်ကရက်လေးတွေရုပ်ပြပုံလေးတွေအော် sorry ရုပ်ပြကရမဟုတ်ရုပ်ပြပုံပေါ့နော်အဲ့ဒီရုပ်ပြပုံလေးတွေဇာတ်လေးတွေကိုကြည့်ပြီးတော့ဒီချေတို့မနေ့ကမိကုန်းလေးတွေလည်းခြေခဲ့ကြရဲ့နော်ဟုတ်ပါပြီအဲ့တော့ဒီနေ့ဒီချေတို့သင်ငန်းစာလေးကိုဆက်သွားလိုက်ကြရအောင်เนาะဟုတ်ပါပြီရှင်တရုတ်သမလို့ရဲ့သင်ချာဖတ်စာအုပ်စာမျက်နှာနံပါတ်3ကိုခွင့်ပေးပါရှင်โอเค ကဲအဲ့တော့စာမျက်နှာ sorry စာမျက်နှာ၄စာမျက်နှာ၄ကနံပါတ်3ကိုကြည့်ရအောင်ဒါတို့သမလို့ရေဒီကျတို့အရှိမလုတ်ခဲ့တဲ့ပန်းမွေအယောင်တရောင်စီကိုကြိုက်တယ်ခလေးအရေးအတွက်ဒီကိုတဲ့ဒီကျတို့အဝိုင်းလေးတွေရေးပြီးတော့အောက်က graph မှာပေါ်ပြကြရအောင်ဟုတ်ပြီနော်ဒီကျတို့ရှေ့မှာလုတ်ခဲ့တဲ့ဒီမှာပန်းမွေလေးတွေအာပန်းဝင်လေးတွေပါလေးလက်အပြာရောင်လေးက9အဝါရောင်က3เนาะအစိမ်းရောင်က9အဲ့ဒီပုံလေးပါဟိဒီပုံလေးပါเนาะ ဒီမှာ9 3 9အဲ့တော့ဒီဇယားလေးပေါ့နော်ဒီချေတို့မနေရလောက်ခဲ့တဲ့ဇယားလေးဖြစ်ပါတယ်အဲ့ဒီဇယားလေးကိုဒီချေတို့ကဘာလုပ်မလဲဆိုရင်အဝိုင်းလေးတွေခလေးအရေအတွက်ဒီကိုအဝိုင်းလေးတွေရေးပြီးတော့အောက်ကဂရမ်မှာပေါ်ပြကြရအောင်လွယ်လွယ်လေးပါပဲလိုက်ကြည့်ကြရအောင်ဟိအဲ့တော့မိကွနံပါတ်1ဒါရုသမလို့ရင်ခလေးဒုတိယအများဆုံးတိုက်တဲ့အရာကဘာလဲမိကွနံပါတ်ခါ sorry ကကြီးပေါ့နော်ခလေးဒုတိယအများဆုံးတိုက်တဲ့ ပန်းမွင့်ရောင်ရပါတယ်။နမခောက်ကြီးကဒိမွေရောင်ပန်းမွင့်တဲ့အစင်းရောင်ပန်းမွင့်ကိုခလေးပနေရောင်ပူကြိုက်တယ်။နမကငယ်ကဂရက်အသုံးပြုတာကဇရာအသုံးပြုတာထက်ဘာရီကိုပို့ပြီးရှင်းရှင်းလင်းလင်းတွေ့ရတယ်နဲ့။အဲ့ဒီမိကိုနေဖြေဖို့အတွက်ဒီချေတို့ကဒီဇရာလေးကိုအသုံးပြုပြီးရောဒီဂရက်လေးထဲမှာအဝိုင်းလေးတွေဆွဲရပါမယ်ရှင့်။အဲ့တော့ဇရာနဲ့

နေတုံဟုတ်ပြီနော် KL ဆိုရင်အစိမ့်ဟိတ်အစိမ့်ရဘယ်နှယောက်လဲ9ယောက်အဲ့တော့1နေ3 4 5 6ခုနှစ်ပြီးတော့လိန်မောလိန်မောကဘယ်နှယောက်တိုက်တယ်လဲ6ယောက်အဲ့တော့1နေ3 4 5 6အနည်းယောက်ဘယ်နှယောက်တိုက်ပါတယ်လဲ9ယောက်အဲ့တော့1နေ3 4 5 ခရမ်းရောင်လေးကိုဘယ်နှယောက်ကြိုက်တယ်လဲ၈ရောင်ကျ၄၃၄၅၆9 8 okay kl ဆိုလို့ရှိရင်ဒီ graph လေးကိုအပတ်မွေးအယောင်တွေကိုပေါ်ပြရတယ် graph graph လေးကိုပါအာကြည့်ပြီးတော့မှချက်တော့မိကွန်းလေးရေးကြည့်ကြမယ်ဟဲ့မိကွန်းနံပါတ်ကကြည့်ကလေးဒုတိယအများဆုံးကြိုက်တဲ့ပန်းမွင့်အရာကဘာလဲတဲ့ခင်ဗျားတို့သမီးရေပုံလေးကိုကြည့်လိုက်ပါကလေးလေးတွေဒုတိယအများဆုံးပါအများဆုံးမဟုတ်ဘူးနော်ဒုတိယအများဆုံးအဲ့ဒီတကြောင်မလို့ဒီချက်တို့ကဒီအများဆုံးကိုအရင်ရှာအများဆုံးဆိုတော့အရှိဆုံးပေါ့နော်ဟုတ်ပြီဒီအရှိဆုံးကိုဖယ်လိုက်မယ်ဟဲ့ ဖယ်ထားပါပေတံလေးနဲ့ဖြစ်ဖြစ်အုပ်ထားလိုက်တာအဲ့တော့ဒီဟာလေးကိုအုပ်ထားပြီးတော့မှမင်းတို့တွေကဘာလုပ်ရမလဲဆိုရင် နောက်ထပ်အများဆုံးကိုရှာပေးရမှာဖြစ်ပါတယ်ဒီချက်ဒီအများဆုံးအကွက်ကိုအုပ်ထားလိုက်ပါပြီရှင်အဲ့တော့ဂျန်နဲ့တည်းမှာအများဆုံးကဘယ်သူလဲဟုတ်ကဲ့အစင်းရောင်ပါရှင်အစင်းရောင်အဲ့ဒါကြောင့်မို့လို့ကလေးတွေဒုတိယအများဆုံးကြိုက်တဲ့တန်းမွေအရာကအစင်းရောင်ဖြစ်ပါတယ်အစင်းရောင်ဒီကျတော့ဒီအပုပ်လေးကိုတော့ဖတ်စာအုပ်ထဲမှာပဲလုတ်လိုက်တော့မယ်နော် ဟုတ်ပြီနော် okay အဲ့တော့ဖတ်စာအုပ်ထဲမှာဒီချေကိုဖြေကြရအောင်ဒီပုံမှန်လေးရဲ့အနောက်မှာဖြေပါမယ်တော့မို့ဒီဘက်မှာဖြေလဲရပါတယ်ရှင်အဲ့တော့ essay ရေးလိုက်ပါ essay ဟုတ်ပြီနော်အဲ့တော့ရေးတဲ့စာအုပ်ထဲမှာဖြေမယ်ဆိုလို့ရှိရင်နော်ဒီချေတို့က3ကန်အတုံးလေးထဲမှာ number 3ပြီးတော့မှာကာကြီးအဲ့တော့မှာအဖြေရေးမယ် essay လို့ရေးပါမယ်ရှင်ဟုတ်ပြီနော်ဟုတ်ပြီနော် okay ကဲအဲ့ဆိုရင်ဒီချက်ကအမ်ဖတ်စာထက်မှာပဲအော် sorry ဒီရေးတဲ့စာအုပ်ထက်မှာပဲတို့တွေဖြည့်ကြရအောင်เนาะမင်းတို့တွေဖြည့်ဖို့အတွက်ဒါလေ့ကျင့်ခန်းလေးအလေးအကျင့်လေးရတော့အောင်လို့เนาะ Okay အဲ့ဆိုဒီချက်ကိုခဏလေးစောင့်ပေးပါရှင့်ဟုတ်ကဲ့အဲ့တော့ဒီပုံလေးကိုကြည့်ပြီးတော့ဒီချေရိုတွေကဖြေကြမယ်နော်အဲ့တော့မင်းတို့ရဲ့သင်ချာတတ်တဲ့စာအုပ်လေးမှာတရိဂံတုံးလေးထဲမှာနံပါတ်3ရဲ့ ကကြီးဖြစ်ပါတယ်။ဟုတ်ပြီ။အဲ့တော့ကကြီးလေးရဲ့အဖြစ်ကဘလောက်တုံးဘယ်သူတုံးအစိမ့်ရေးလိုက်ပါဟေးအစိမ့်ဒီတော့ရေဆိုရင်နမခောက်ကမိကုံးလေးကိုဖတ်ကြည့်ကြရအောင်။လိမ္မောရောင်ပန်းမွင့်ထက်အစိမ့်ရောင်ပန်းမွင့်ကိုခလေးပင်ရောင်ပိုကြိုက်တယ်။ကေတာရုသမို့ရေလိမ္မောရောင်ငတ်ဒီမှာပါ။အဲ့တော့ဒီချက်ရောင်ကြီးရနော်လိမ္မော်ရောင်ကဒီမှာပါအစိမ်းရောင်ကဒီမှာပါလိမ္မော်ရောင်တဲ့အစိမ်းရောင်ကိုဘယ်နှယောက်ပိုကြိုက်တယ်လဲကြည့်ကြရအောင်ဘယ်နှယောက်ပိုကြိုက်လဲ တရာအဲ့တော့လိမ္မော်လေးနဲ့အစိမ့်လေးနဲ့ခြေရက်မြင်းလေးဆွဲကြည့်လိုက်ရင် အပေါ်မှာတယောက်ပုံနေတယ်နော်ဟုတ်ပါပြီရှင်အဲ့ဒါတော့ဘယ်နှယောက်ပိုကြိုက်တယ်လဲနံပါတ်ခါခွေကကျဲရောက်လိမ္မော်ရောင်ပန်းမွင့်တဲ့အစိမ့်ရောင်ပန်းမွင့်ကိုကြိုက်တာကတယောက်ဖြစ်ပါတယ်ရှင်ဟုတ်ပါပြီကဲနံပါတ်ကငင်ရှင်နံပါတ်ကငယ်ပါကဲတတော်တမလို့ရင်ဂရက်အသုံးပြုတာကဇရာအသုံးပြုတာထက်ပိုပြီးဘာတွေကိုပိုပြီးရှင်းရှင်းလင်းလင်းတွေ့ရတယ်တဲ့ ကျစင်းသားကြည့်ပါအောင်ဒီလိုစရာကို အသုံးပြုတာထက် graph ကို အသုံးပြုတာခါဘာတွေကိုပို့ပြီးရှင်းရှင်းလင်းလင်းတွေ့ရတလေတဲ့ဟုတ်ပြီနော်အဲ့တော့ graph ကိုအသုံးပြုတာကတီချယ်တို့ကဘဲဟာအများဆုံးလဲဘဲဟာအနည်းဆုံးလဲဆိုတာကိုတီချယ်တို့ရှင်းရှင်းလင်းလင်းတွေ့ရတယ်အရေးအတွက်တည်းရဲ့ကွဲပြားခြားနာချက်တွေကိုလည်းအလွယ်တကူတွေ့ရတာဖြစ်ပါတယ်နော်ဟုတ်ပါပြီအာဆိုရင်တီချယ်တို့ကနမကငေကတော့ချယ်တို့ ဘဇက်ကနေပဲပြောလိုက်ပါမယ်เนาะဒီဇရာကို အသုံးပြုတာချက် graph ကိုအသုံးပြုတာကဘယ်ဟာပုံများတလဲဘယ်ဟာပုံနည်းတလဲဆိုတာရယ်ပြီးတော့ရင်အရင်အတွက်တည်းရဲ့ခြားနာချက်တွေကိုလည်းအလွယ်တကူသိနိုင်ပါတယ်အဲဆိုရင် graph ကိုအသုံးပြုတာကပိုပြီးရှင်းရှင်းလင်းလင်း data အချက်လက်တွေကိုပိုပြီးရှင်းရှင်းလင်းလင်းသိရတယ်ဆိုတာကိုသိသွားပြီနော် ဟုတ်ပါပြီအဲဆိုလို့ရှိရင် teacher တို့အောက်ကလေ့ကျင့်ခန်းလေးတွားအောင်လေ့ကျင့်ခန်းနံပါတ် ဇာမျက်နှာ၄မှာပါတဲ့နံပါတ်3ကိုသွားကြရအောင်ဟိဒီချက်နဲ့အတူတူဖြေကြမယ်နော်ဟုတ်ပြီဒီချက်ကဒီအပိုင်းလေးကိုဒီချက်ယူလိုက်ပါပြီရှင်โอเคตารุตํารุရေနံပါတ်3ကိုဖြေပါမယ်အဲ့တော့ပုံစံလေးကိုအရင်ဆုံးဖတ်ကြည့်ရအောင်စိုးစိုးချက်ဝင်းနေရှိအပင်အရေအတွက်ကိုအောက်ကဇာယမှာပြထားတယ်ဒီဇာယမှာပြထားပါတယ်အပင်တွေရဲ့အရေအတွက်ကိုဘေးက graph မှာအဝိုင်းနေထည့်ပြီးတော့ဖြေပါဟုတ်ပြီအဲ့တော့ ဆရာလေးကိုအရင်ကြည့်ရအောင်အပင်အမျိုးအစားကပဲပင်ကြက်သွန်ပင်ချစ်မောင်ပင် ခရမ်းပင်အရည်အတွက်ကပဲပင်က6ပင်ကြက်သွန်ပင်က4ပင်ချစ်မောင်ပင်က9ပင်ခရမ်းပင်က6ပင်ဖြစ်ပါတယ်ဒီအစီအစဉ်အတိုင်းကိုဒီမှာရေးထားပါတယ် graph မှာရေးထားပါတယ်ပဲပင်ကြက်သွန်ပင်ချစ်မောင်ပင်ခရမ်းပင်ဟုတ်ပြီအဲ့တော့တအားတို့တို့အရှိဆုံးကပဲပင်ပဲပင်ရပနပင်နဲ့6ပင်အဲ့တော့အဝိုင်းလေးဘယ်နှဝိုင်းဆွဲမှာလဲအောက်ကစဆွဲမယ်6 1 2 ဟုတ်ပြီတက်တော်မင်းက၄ပင်ပါရှင်အဲ့တော့၄နေ၃၄ပြီးတော့ချစ်မောင်မင်းကဘယ်နှပင်နဲ့ခုနှစ်ပင်၄နေ၃၄၅၆ခုနှစ်ခရမ်းမင်းကဘယ်နှပင်နုံးခရမ်းမင်းက၃ပင်အဲ့တော့၄နေ တော့ဟုတ်ပြီအဲ့တော့ဇေယျမှာပါတဲ့ချက်လက်တွေကို graph မှာဆွဲပြီးသွားပြီအဲ့တော့မိကွန်းလေးဖြည်ပါမယ်ဟိမိကွန်းဖြည်ဖို့အတွက်သားတို့တမီးတော့ဒီမှာနံပါတ်3ဆိုတာဒါလေ့ကျင့်ခန်းကိုပြောတာเนาะလေ့ကျင့်ခန်းနံပါတ်3အဲ့တော့3ပုံမှာကာကြီးလေးကိုဖြည်မှာမို့လို့ကာကြီးလို့ရေးလိုက်ပါဘယ်အပင်ကအများဆုံးလဲတဲ့ဇေယျကိုကြည့်ရင်ဒီခြေတို့ကအလွယ်တကူအဲတိတ်မတိနိုင်ဖြစ်ပါတယ်အားကြောင့်မလို့ပုံမှုလွယ်ကူအောင်လို့ graph ကိုတတ်ကြည့်မယ်နော်ဒီ graph မှာကြည့်လိုက်ပါဘယ်အပင်ကအများဆုံးလဲကြည့်ပါအောင် ဟုတ်တယ်ချင်ပေါင်ပင်ရေးလိုက်ပါမယ်ချင်ပေါင်ပင်သူရေးထားတဲ့အတိုင်းစလုံးလေးကိုကူးရေးလိုက်ရပါပြီရှင်ချင်ပေါင်ပင်ဟုတ်ပြီနမခောက်ခွေးဖြည့်ရအောင်ဒီကြောင်ကြော်စရာမလိုပါဘူးရှင်ဘယ်အပင်ကဒုတိယအနေဆုံးလဲဒုတိယအနေဆုံးမေးထားတာဖြစ်ပါတယ်ဒုတိယအနေဆုံးကိုရှာဖို့အတွက်ပထမအနေဆုံးကိုအရင်ရှာပေးပါဟဲ့အဲ့တော့ပထမအနေဆုံးကဒီထဲမှာဘယ်သူအနေဆုံးလဲ yes ခရမ်းပင်ဖြစ်ပါတယ်အဲဒါအဲ့ဒီခရမ်းပင်လေးကိုဒီချက်အုပ်လိုက်ပြီးနောက်ထပ်အ ਨੇ ဆုံးဒုတိယအ ਨੇ ဆုံးကဘယ်သူလဲဟုတ်တယ်ကျက်သွန်ပင်မှာရှင့်ကျက်သွန်ပင်မှာနော်ဟုတ်ပါပြီအဲဒါဆိုလို့ရှိရင်ဒီချက်တို့ကဒုတိယအ ਨੇ ဆုံးကကျက်သွန်ပင်ဖြစ်ပါတယ်ရေးလိုက်ပါကျက်သွန်ပင် ဟုတ်ပြီเนาะကြက်တော့မယ်ကဲအာဆိုလို့ရှိရင်ဒီချေတို့က graph လေးကိုကြည့်ပြီးတော့မေကွန်းလေးတွေကိုလည်းခြေတက်သွားပါပြီရှင်အဲ့တော့ဒီချေတို့လေ့ကျင့်ခန်း number 4ကိုမသွားခင်မှာဒီနေ့တင်သွားတဲ့အကြောင်းအရာကဒီချေတို့က graph လေးเนาะဇာတ်ကိုကြည့်ပြီးတော့ graph ပြုလုပ်တာဖြစ်ပါတယ်ရှင်ဟုတ်ပြီအာဆိုလို့ရှိရင်တအားတို့တမျိုးရေးဒီချေတို့စာမျက်နှာ5ကလေ့ကျင့်ခန်း number အာလေ့ကျင့်ဇာတ်เนาะလေ့ကျင့်ဇာတ် number 4ကိုသွားကြရအောင်ဟိဒီဟာလေးပါဒီဟာလေးပါ ုတ်ပြီနော်အော် sorry ရှင် okay အဲ့တော့ဒီစာမျက်နှာလေးကိုဒီချေတို့ကသွားအောင်မှာဖြစ်ပါတယ်အဲ့ဒါလေးကိုဒီချေကမင်းတို့ကိုဒီလိုအပြည့်ဖြစ်အောင်လို့ယူပေးပါမယ်ရှင်ခဏလေးစောင့်ပါအဲ့တော့စာမျက်နှာနံပါတ်5ကတိကြရအောင်ဟိစာမျက်နှာနံပါတ်5တရုတ်သမီးတို့ရေအသီးပုံလေးတွေပေးထားတယ်တွေ့ရသလား အဲ့ဒီအသီးတစ်မျိုးကြီးကိုကြိုက်တဲ့ကလေးအရေအတွက်ကိုဇရားနဲ့ graph ပြုတ်လုပ်ပြီးတော့ပြပေးပါအဲ့တော့မှတ်ကြည့်ပါအောင်အသီးပုံလေးတွေပေးထားတယ်အသီးလေးတွေကတခုချင်းညီစီထားလား no မဟုတ်ပါဘူးเนาะမဟုတ်ပါဘူးเนาะအဲ့ဒါကို teacher တို့ကတခုချင်းညီရေအတွက်ပြီးတော့အသီးဇရားလေးဖြစ်အောင်လုပ်ပြရမယ်ဟုတ်ပြီเนาะအဲ့တော့လာနံပါတ်ကကြီးဟိ အတီးတစ်မျိုးစီကြိုက်တဲ့ကလေးအရေအတွက်ကိုအောက်ကဇေယျမှာဖြည့်ရအောင်ဒီကျတော့အဲ့ဒီအတီးကိုသွားပြီးတော့သွားမစီတော့ဘူးတခါတည်းပဲရည်တော့မယ်နော်ကြည့်ကြည့်ရအောင်အရင်ဆုံးဖရဲတိဖရဲတိဘယ်နှလုံးရှိလဲရည်ကြည့်မယ်ဟိတိရည်တဲ့အခါမှာကြီးပြီးသားစလုံးအဲအတီးလေးကိုတစ်ချက်ကိုချစ်ပေးပါတိနေသုံးလေးဟုတ်ပြီဖရဲတိရဲ့အောက်မှာလေးပြီးသားရဲ့နောက်တစ်ခုဒါလေးကပန်းတိကပန်းတိလေးကိုရှာပေးပါဟိတိနေသုံးလေး၅၆ခွနေရှစ် ပန်းသီးလေးကရှလုံးမှာတတရက်သီးတဲ့ဟိတရက်သီးလေးလိုက်ရမယ်အစိမ်းရောင်လေး1 2 3 4 5 6ခနှစ်တရက်သီးကဘယ်နှလုံးလဲဟုတ်ကဲ့ခနှစ်လုံးမှာအဲ့တော့ခနှစ်နက်နက်သီးနက်နက်သီးကဘယ်နှလုံးလဲ1 2 3 4 5နက်နက်သီးဘယ်နှလုံးတော့ငါလုံးပြီးလဲပြီးသားရော do you in the get do you in the ဘယ်နှလုံးလဲရှာမယ်ဟိ1အစူးတွေနဲ့နော်1 2 3 4 5 တုံသူရင်တိက၃လုံးဖြစ်ပါတယ်။ဟုတ်ပြီအဲဆိုရင်နမခောက်ကိဟိမေကွန်လေးကပါ။ grep မှာကလေးရစ်တက်ကိုအဝိုင်းနေရေးပြီးဖော်ပြရအောင်။ဒီ grep မှာနော်ဒီ grep မှာကလေးရစ်တက်တို့ဒီချေတို့အဝိုင်းလေးတွေဒီစရားကိုကြည့်ပြီးတော့အဝိုင်းလေးတွေရေးပြီးဖော်ပြပါမယ်။ဖရဲတိဖရဲတိက၄လုံးဆိုတော့အဝိုင်းဘယ်နှဝိုင်းလဲ။လေးဝိုင်းပြည့်နဲ့သုံးလေးအတူတူလောက်ကြမယ်နော်ပန်တီကရှစ်လုံးဆိုတော့ရှစ်ဝိုင်းပေါ့တဲ့နဲ့သုံးလေး၅ 6ခုနှစ်8တရတိကခုနှစ်လုံးဆိုတော့ခုနှစ်ယောက်ဆိုတော့ခုနှစ်ဝိုင်းဒီ1 3 4 5 6ခုနှစ်ဟုတ်ပြီနနတိက5ယောက်ဆိုတော့5ဝိုင်းပေါ့ဒီ1 3 4 5ဒူယင်တိက3လုံး3ယောက်ဆိုတော့3ဝိုင်းပေါ့ဒီ1 3ရပါပြီเนาะအဲ့တော့မိခွန်းနံပါတ်ကငယ်ပါ ကလေးအများဆုံးကဘယ်အသီးကိုကြိုက်တယ်လဲကလေးအများဆုံးကဘယ်အသီးကိုကြိုက်တယ်လဲကဲအဲ့တော့ဒီချက်တို့ကလေဖက်ကြောက်ထဲမှာဖြည့်လဲရတယ်ရေးတဲ့ကြောက်ထဲမှာဖြည့်လဲရတယ်ဒီချက်အရင်လို့ဆိုရင်တော့ဒီချက်ဖက်ကြောက်ထဲမှာဖြည့်ခိုင်းတယ်ဒါပေမဲ့မင်းတို့ကိုအလေးထားလေးရတော့အောင်လို့ရေးတဲ့ကြောက်ထဲမှာဖြည့်ခိုင်းမယ်နော်အဲ့တော့ပုံစံနံပါတ်က3ကန်3လေးပါ3ကန်3လေးတဲ့ကနံပါတ်4ကကာဂျီနဲ့ခောက်ခွေကာဂျီနဲ့ခောက်ခွေကဖြည့်ကြမလို့ပါဘူးအဲ့တော့ဂငင်ကိုဖြည့်ကြရပါမယ်ရှင့်ဂငင် ကက်ကလေးအများဆုံးကဘယ်အသီးကိုကြိုက်တယ်လဲဘယ်အသီးကိုကြိုက်တာတော့အများဆုံးကြိုက်တဲ့အသီးဟုတ်တယ်အရှိဆုံးဆိုတော့ပန်းသီးပေါ့နော်အဲ့တော့ဖက်ဆောင်ထဲမှာဖြင်းမဲ့သူကဒီနားလေးမှာရေးလိုက်ရပါပြီပါဆောင်ရေးနံတာပန်းဝေးစနှလုံးပေါက်ပန်းတာရေးလုံးရင်ပြန်ဆန်ခဲတီဝေးစနှလုံးပေါက်တီပန်းသီးဖက်ဆောင်ထဲမှာမဖြေဘဲနဲ့ရေးတဲ့ဆောင်ထဲမှာဖြေတဲ့သူတွေကလည်းဒီလိုလေးရေးလိုက်ရပါပြီပန်းသီးဟုတ်ပြီနော်ဒါမဲ့မိကုန်မှာဆိုလို့ရှိရင်တော့ဒီချေရုကလည်း grade 2ကစာမေးပွဲတော့မရှိဘူးတကယ်ပြီးလေ့ကျင့်မယ်ဆိုလို့ရှင်တော့စာဖတ်စာအုပ်ထဲမှာပဲဒီမိကွန်းစာရွက်ထဲမှာပဲဖြည့်ရတာများပါတယ်နော်ဟုတ်ပြီနော်ဒီချက်နှစ်မျိုးလုံးလေ့ကျင့်ပေးလိုက်ပါမယ်တချို့ကျောင်းတွေကရေးတဲ့စာအုပ်မှာဖြေကြလို့ပါနော်။ Okay နံပါတ်ကကြီးဟိခလေးအနည်းဆုံးကဘယ်အသီးကိုကြိုက်တယ်လဲ။ကဲတရုတ်တမျိုးရေးစရာ graph ကိုကြည့်ရအောင်။အနည်းဆုံးကဘယ်အသီးကိုကြိုက်တယ်လဲ။ဝါဒီမှာအတူဆုံးနေရပါသေးလဲ။ Do you think အဲ့တော့ဒီချက်ကိုဒီပုံမှန်လေးရဲ့အောက်မှာ Do you think လို့ရေးလိုက်ရင်ရပါပြီရှင့်။ သူရေဒီဟုတ်ပြီဒါကဖက်စာအုပ်ထဲမှာဖြည့်တဲ့သူအတွက်ပါတချို့ရဆိုတော့ဖက်စာအုပ်ထဲမှာပဲဒီချက်ဖြည့်ခိုင်းပါပါနော်အဲ့တော့ဒီမှာကဂါကြီးတချို့တွေကရေးတဲ့စာအုပ်ထဲမှာဖြည့်ကြလို့ကအဲ့ဒါကြောင့်ဒူးရင်တီးကိုတင်ချတွက်တဲ့စာအုပ်ထဲမှာဒီလိုလေးရေးပါတယ်ရှင့်ဟုတ်ပါပြီပိတရဲ့နံပါတ် ဒူးရင်တိထက်တရက်တိကိုခက်လေးပနေအောင်ပို့ကြိုက်တယ်လေတဲ့အဲ့တော့ဒူးရင်တိနဲ့တရက်တိကိုကြည့်ဒူးရင်တိနဲ့တရက်တိကိုကြည့်လိုက်တဲ့အချိန်မှာတီချေရုကပေရန်လေးယူပြီးတော့နော်ပေရန်လေးယူပြီးတော့လှုပ်ကြည့်လိုက်ရပါတယ်အဲ့တော့ဒူးရင်တိနဲ့တရက်တိဒူးရင်တိရဲ့အပေါ်ကနေတီချေကဒီလိုလေးထားလိုက်ပါပြီရှင့်အဲ့တော့တရက်တိရဲ့အပေါ်မှာပို့မနေဘူးလားဟမ်ဒီမှာလေးပို့နေတယ်ဘယ်နှလုံးပို့နေလဲလေးလုံးလေးလုံးပို့နေတော့ဘယ်နှယောက်တော့ ဟုတ်တာပေါ့လေးယောက်ပေါ့အဲဒါကြောင့်မို့လို့ဖတ်စာအုပ်ထဲမှာဖြည့်ရဲ့သူကလွတ်တဲ့နေရာမှာရေးလို့ရပါတယ်လေးယောက်လေးယောက်ဟုတ်ပြီနော်အဲတော့ခြေတဲ့စာအုပ်ထဲမှာခြေတဲ့သူကလည်းဒီလိုလေးရေးလိုက်ရင်ရပါပြီလေးယောက်ဒါမှမဟုတ်ရင်လေးလို့ရေးလည်းရပါတယ်နော် okay အဲ့ဆိုရင်ဒီပုံစံနှမျိုးတွေမှာကမင်းတို့ကကြိုက်တဲ့ပုံစံနဲ့ဖြေလို့ရတယ်နော်ဖက်တောက်တက်မှာဖြေလို့လည်းရတယ်ရေးတဲ့စာအုပ်ထဲမှာဖြေလို့လည်းရတယ်နော်အရှိကဗီဒီယိုတွေမှာလည်းဒီကျဲရေးတဲ့စာအုပ်ထဲမှာလည်းဖြေပြပေးသွားတယ်နော်အဲ့တော့ဖက်တောက်ထဲမှာလည်းဖြေလို့ရပါတယ်ရှင့်ဟုတ်ပါပြီအဲ့ဆိုလို့ရှိရင်ဒီကျဲတို့ကဒီနေ့ဒီပေးထားတဲ့အချက်လက်တွေတဲကမှဇယားနဲ့နော်လေကူတဲ့ graph ကိုမင်းတို့တွေလောက်တက်ဖို့အတွက် ဖြစ်ပါတယ်နော်အဲ့တော့ဒီကျဲတို့က graph မှာဆိုလို့ရှိရင် graph ဆိုတာက grass ဒီ grass ဆိုတာကအရေးအတွက်အများဆုံးအရေးအတွက်အနည်းဆုံးပိုများတယ်ဆိုတာကိုလွယ်ကူစွာမြင်နိုင်ဖို့အတွက်တိတိချာချာအာသိနိုင်ဖို့အတွက်ခြေရုပ်အသုံးပြုရတာဖြစ်ပါတယ်နော်ဟုတ်ပြီနော်အဲ့တော့ graph ကိုအသုံးပြုရတဲ့ရည်ရွယ်ချက်ကဘယ်သူကပုံများလဲဘယ်သူကပုံနည်းလဲဘယ်အရေးအတွက်ကပုံများလဲဘယ်အရေးအတွက်ကပုံနည်းလဲအရေးအတွက်တည်းရဲ့အခြားနာချက်တွေကိုအလွယ်တကူမျက်စိနဲ့မတွက်ဖက်နဲ့မျက်စိနဲ့မြင်နိုင်ဖို့အတွက်ဒီခြေရုပ်က draft ကိုအသုံးပြုရတာဖြစ်ပါတယ်ရှင်အဲဆိုလို့ရှိရင် menu တွေကအာဒီเนาะအာဗါလေးလဲရုပ်ပြပုံတွေကိုကြည့်ပြီးတော့ဇာတ်လောက်တက်သွားပြီဇာတ်ကိုကြည့်ပြီးတော့ graph လဲလောက်တက်သွားပြီ graph ကိုကြည့်ပြီးတော့မှမိကွန်းလေးတွေကိုလဲဗာလောက်တက်သွားပြီလဲခြေတက်သွားပါပြီဟုတ်ပြီเนาะအဲ့တော့မင်းတို့ကဖက်ဆောက်ထဲမှာခြေလဲရတယ်တင်ချတွက်တဲ့ဆောက်ထဲမှာခြေလဲရပါပဲရှင် ဟုတ်ပါပြီအဲဆိုလို့ရှိရင်ဒီကျေတို့ကအာအခက်တဇယားနစ်ဂရက်ညသင်ငန်းစာအခန်းလေးပြီးတော့ပါပြီရှင်ဒီအခန်းကိုသင်ကြားလိုက်ရတဲ့အတွက်ကြောင့်မလို့မင်းတို့ကဇယားတွေလည်းလုပ်တော့ပါပြီဂရက်တွေကိုလည်းတိစောက်တက်သွားပြီမိခွန်းတွေကိုလည်းချစ်တက်သွားပါပြီရှင်ဟုတ်ပါပြီအဲဆိုလို့ရှိရင်ဒီ channel တူတူနောက်ထပ် video number 3မှာဆိုလို့ရှိရင်အခက်နစ်ကိုတွားကြမယ်နော်ဟုတ်ပါပြီအားစေဒီချေတို့အခက်နှစ်ကြရင်ပြန်တွေ့ကြရအောင်ဗီဒီယိုနံပါတ်3မှာပြန်တွေ့ကြပါမယ်တဒါ